။ Australia Government University ဖြစ်တဲ့ James Cook University Singapore ရဲ့2026 January ကျောင်းဖွင့်ရင်ဦးကျောင်းလာကမြန်မာဝေသိန်း600ကျော်အထိတက်တာခွင့်နဲ့အတူကြောက်လျှောက်တာကြမယ်။ James Cook University အနေနဲ့ Australia မှာ campus တုံးခု၊ Singapore မှာ campus ခွဲတစ်ခုအနေနဲ့ဖွင့်လှစ်ထားရရှိပြီးတော့ကြာတော့မှာ ranking top 2%ရှိဝင် university ဖြစ်ပါတယ်။ နိုင်ငံကားနေပြီးတော့ကြတော့မှ international student များစွာတယောက်တင်ကြလျက်ရှိခဲ့တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီးတော့ကြတော့မှကျောင်းကျောင်းသားတွေအနေနဲ့ campus life student life ကိုအပြည့်အဝရရှိပြီးတော့တယောက်နိုင်မယ် university တစ်ခုဖြစ်ပါတယ်စင်မမဆိုလို့ရှိရင်အကျူ trust အတားတီထင်ရှားမိုဘိုင်းမှာချက်ရှိထားပြီးတော့ကြတော့မှာ ကျောင်းကျောင်းသားတွေအနေနဲ့အနည်းဆုံး2026ခုနှစ် January ကျောင်းဖွင့်ခြင်းအတွက်ကျောင်းလာကမြန်မာငွေ3600ကျော်အထိတက်တာပွင့်ဖို့လဲရှောက်ထားရယူနိုင်မှာဖြစ်ပါတယ်ကျောင်းကျောင်းသားတွေအနေနဲ့ကျောင်းတက်ရောက်နေစဉ်အတွင်းမှာပဲ internship တရားယူမှာပေါ့အတွက် physical internship virtual internship တွေကိုကျောင်းမကနေပြီးတော့ကြတော့မှပြီးလို့ထားပေးရရှိရအပြင်ကျောင်းပြီးတဲ့နောက်ကျောင်းကျောင်းသားတွေအတွက် career engagement ကောင်းမွန်စွာရရှိဖို့အတွက် career service ကိုလည်းပြီးလို့ထားပေးရရှိပါတယ် အခု January ကျောင်းပွင့်ရင်ကိုရှောက်ထားတဲ့ကျောင်းတော်မတွေအနေနဲ့ပညာသင်စုတွေရယူပြီးရှောက်ထားနိုင်ဖို့အတွက် Normal အတွင်းမှာကျောင်းလျှောက်လာတင်ဖို့အတွက်တော့အပ်ပါတယ်ဒီလိုမျိုး James Cook University ရဲ့အနည်းဆုံးကြောင်းပွင့်လေးကိုရှင်းထားဖို့အတွက်အခုပဲ Study Abroad Information Center မှာလာရောက်ပြန်ဆွေးနွေးပြီးကြောင်းရှင်းထားလိုက်ပါ။